ခொနရသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီဒီယိုစတန်ချန်နယ်မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့စနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစန်းနေဖို့မြမရိုးရာအတ္တဟောကိန်းဆောင်မှာဟောကြားထားသောစနေသားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှ16ရက်နေ့အထိ15ရက်စာကြံပြုဟောစတန်ကို ပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလိုဆက်ခရိုင် နှစ်ပြီးခဲ့ဘူးတောင်းဆိုပါရစေအစ်စ်တင်းတိုင်းတည်အောင်လဲဘေးနားခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် စနေသားသမီးများအတွေ့15ရက်စာဟော့စတယ်ယခုကာလအတွင်းမှာ အခက်အခဲမှန်သမျှပြည်လည်အောင်ဆောင်ရွက်နိုင်လိမ့်မယ်အလို့အကျန်စီစီးပွားရေးရာများမှာထူးထူးခြားခြားအဆင်ပြေမယ်ပြည်ရွယ်သူများအဖို့အလွန်စမ်းပွင့်နေပါလိမ့်မယ်မိသားရေးနဲ့ပတ်သက်၍ထူးခြားသည့်ကိစ္စရပ်များကြုံရမယ်လုပ်ငန်းဟောင်းတချို့ရပ်တန့်၍လုပ်ငန်းအသစ်စီးပွားအသစ်ဆောင်ရွက်နိုင်ပါလိမ့်မယ်မိသားစုမှာအိုးအိမ်နေရာထိုင်ခင်းအဟောင်းထွက်၍အသစ်ဝင်ခြင်းတီးတန့်အသစ်တိုးပွားခြင်းများရှိမယ်မွေးကြီး က်လာဘဆိုင်ရာများအဆင်ပြေမယ်ရေမှန်းချက်များပြည့်မြောက်၍ဘဝအခြေအနေအဆင်တန်းတက်လမ်းများနဲ့ကြုံတွေ့ရမယ်ဘ ਰੂ ဦးနေတောက်ကြနေမွေးသောသူများနဲ့ပူသွဲဆောင်ရွက်မှုများမှာ ကောင်းကျိုးချမ်းသာများရရှိမယ်မတော်တဆထိခိုက်မှုများဖြစ်တတ်တယ်ညာချေညာလက်တို့တွင်တရိပ်ရှိပါဝေဖန်တိုက်ခိုက်မှုများကြားမှာတိုးထက်မယ်တနင်္ဂနွေနေ့ကြာသပတေးနေ့မွေးသောသူများနဲ့ပတ်သက်၍ပြဿနာများစိတ်နှောက်ရှင်များဖြစ်ရမယ်အလုတ်တွင်၎င်းနေရင်တွင်၎င်းစိတ်မပြောသလိုဖြစ်နေမယ်ပစ္စည်း ီးငွေကြေးများအပြောက်ရှာများမယ်ဘာသာရေးကုသိုလ်ကောင်းမှုပြုသည်ဟုဆိုသောသူများနဲ့ရန်ဖြစ်တတ်ပါတယ်မိများပင်အေးအေးဆေးဆေးနေပါစေကိုလို့သည့်ကိစ္စအပေါ်လိုက်လံနှောက်ယှက်သူများနဲ့တွေ့ရမယ်ဤရဲ့အတွင်မှာခီးသွားစရာရှိသည်များနှောက်နေနေမယ်အခက်အခဲကြုံပြီးမှအလိုရာပြည့်စုံမယ်တောက်ကြန်နံလုပ်ငန်းများမှအမျက်ကောင်းများစွာရရှိမယ်ဘိုးရူနံလုပ်ငန်းများပူရဲလုပ်ငန်း၍အကျိုးဆက်ကောင်းများရရှိမယ်အင်္ဂါနံလုပ်ငန်းများကိုမိသားစုအတွင်ဆောင်ရွက်၍ကောင်းခြင်းအကျိုးမျက်ရှိခြင်းကြုံရ မယ်။နိုဝင်ဘာလ6ရက်9ရက်10ရက်12ရက်13ရက်16ရက်18ရက်နေ့များတွင်မိမိဆန္ဒရှိသည့်ကိစ္စလို့လို့သည့်ကိစ္စအကြောင်းအရာမှန်သမျှပြက်ပြက်သားသားရဲရဲရင့်ရင့်ရှေ့တိုးဆောင်ရွက်ပါ။များကိစ္စအဖွဲ့အစည်းကိစ္စများတွင်ဥဆောင်ပါဝင်ရမယ်။ပြောရသူများအလွန်စမ်းပွင့်မယ်။ညှော်လင့်ရည်စူးထားခြင်းမရှိသည့်အခွင့်အရေးကောင်းများရရှိမယ်။မိသားစုရေးရာကိစ္စများမိမိဥဆောင်ပြောဆိုခြင်းဖြင့်အဆင်ပြေမယ်။အရက်တပါနိုင်ငံသားမှရောက်လာသည့်မိတ်ဆွေဟောင်းတို့ဦးဤအလူတန်းကိစ္စ ာကိုလိုက်လံဆောင်ရွက်ပေးရမယ်။နိုဝင်ဘာလ9ရက်၊10ရက်၊17ရက်၊15ရက်၊18ရက်နေ့များတွင်အညံ့လွှမ်းမိုးနေပါတယ်။ငွေကုန်များမဲ့စိတ်နှောက်ရှက်ကြုံရမယ်။ခိုင်ရန်ဖြစ်ခြင်း၊ပြိပကဖြစ်ခြင်းများကြုံရမယ်။မြေတီရေရာဝမဆိုးချောင်းဝင်ပြောဆိုခြင်းမပြုလုပ်တဲ့မှာကိုနှင့်ဓာတ်ရိုက်မပတ်သက်သည့်များတွင်ပြဿနာဖြစ်တတ်တယ်။တဘာသူရဲ့ရင်ကားယူငင်မောင်းနေခြင်းမပြုလုပ်တဲ့မှာခြေကိုက်တန်းရရတတ်ပါတယ်။တခါမှမလုပ်ဘူးသောကိစ္စများအစမ်းထွင်၍မလုပ်ပါနဲ့။အိမ်တွင်ကိစ္စများကိုဥဆောင်မဖြစ် ရှင်းပါနဲ့ငွေကြေးကိစ္စများအမမခံတဲ့မှာနိုဝင်ဘာလ14ရက်16ရက်နေ့မြောက်တွင်အမေအတွဲမှာတနင်္ဂနွေနံအအိုဂျာတာဘေးနဲ့ပဖမအတွဲပါသူများဖြစ်သောပြဒနာများဖြစ်ရှင်းရန်ခတ်တတ်တယ်ဒုက္ခရောက်နေသော စနေနေ့မွေးသူတူအားကိုညီရမဖြစ်သောပြဒနာများကိုဤရဲ့အတွဲမှာဖြစ်ရှင်းမှာတောက်ကြနေ့မွေးသူများမှာအထောက်အကူပြုလိမ့်မယ်အကြံပေးလိမ့်မယ်လက်ခံမှာအင်္ဂါနံဘုရုဏံကွန်ပစ္စည်းများအယောင်ဝယ်ပြု၍အကျိုးများကောင်းရရှိနိုင်ပါ တယ်။မြောက်ရက်ကိုတော်၎င်းတောင်ရက်ကိုတော်၎င်းတွား၍အကျိုးရှိမယ်။အကျိုးပေးသောအရောင်အဝါရောင်အပြာရောင်အစိမ်းရောင်နုနေရောင်တို့သည်ဒီအပိုင်းအတွက်မှမိမိအတွက်ပြတ်ထက်ပွန်လန်းစေသောအရောင်များဖြစ်ပေရ။အရေးကြီးကိစ္စများဆောင်ရွက်ရ၌ဦးစားပေးဝတ်ဆင်မှကံကောင်းစေသောပန်းများမှတစ္ဆပန်းရောင်စုံရွက်လာတပြေညွန့်လီလီပန်းရွှေပန်းပွန်တို့ကိုဖျားကတ်လူပူဇော်ပေးခြင်းဖြင့်ထူးထူးခြားခြားကံပွန်လန်းစေပါလိမ့်မယ်။ဒီကလာအတွက်မှတရုတ်စကားပန်းဖျားမလို့ကောင်းမှအကျိုးပေးသော ကနများမှာယခုကာလအတွင်းစနေနေ့မွေးသူအားလုံးတို့သည်အတိတ်နမိတ်ထူရယူသော၎င်းထူစားသောနမိတ်ရ၍ထီထိုးသောအခါတွင်၎င်းညံခွန့်အုံချ၍ထီထိုးပါယခုကာလအတွင်းအချိုးပေးသောကနများမှာ2569ကနများဖြစ်ပါれရရရမိမိနေရဲ့အနောက်ရသွင်းရှိသော ဖုန်တော်ကြီးကျောင်းသို့စံသုံးပြီလူပါအိမ်ရှိအိုးခွဲအိုခဲချိုးများရှာဖွေဆွံ့ပြပါ စနေသားသမီးများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေစနေသား ာသမီးများတို့တိုက်ဆိုင်မှန်ကမကကွန်မဲမှာတခုရေးပြီးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပြီးခဲ့နော်ကျေးဇူးတင်ပါတယ်ဘေရင်ဟော့စတန် channel မှာနာမည်ကြီးဘေရင်ဆရာများရဲ့နေစဉ်ဟော့စတန်များအပတ်စဉ်ဟော့စတန်များလာစဉ်ဟော့စတန်များနဲ့နေ့စဉ်ဟော့စတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဘေရင်ဟော့စတန် channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတနိုင်းသိအောင်လဲဘေးနားအခေါင်းလေးကိုလည်း နှိတ်ထားပေးခဲ့ဖို့မမေ့နဲ့နော်